thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းရုရှားနိုင်ငံရှင်းပြင်းဒီအောင်ပွဲကိုတက်မှာဖြစ်ပြီးမကြာခင်ကအပြီးပြတ်ဝယ်ယူထားတဲ့ Airbus လေယာဉ်နဲ့ရုရှားကိုမေလ19ရက်နေ့တွားရောက်မယ်ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကရုရှားနိုင်ငံရှင်းပြင်းဒီအောင်ပွဲကိုတက်မှာဖြစ်ပြီးမကြာခင်ကအပြီးပြတ်ဝယ်ယူထားတဲ့ Airbus လေယာဉ်နဲ့တွားရောက်မှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။မေလ9ရက်နေ့ရုရှားဖက်ဒရေးရှင်းနိုင်ငံမြို့တော်မော်စကိုရင်ပြင်ဒီမှာကျင်းပမယ်။1940 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ180ပြည့်အထိမ်းမှန်းစီးပြခန္ဓာကိုတက်ရောက်မှဖြစ်ကြောင်းသိရပါရယ်မေလ6ရက်နေ့မှာတက်ချုပ်ကရုရှားကိုသွားပါမယ် MI Airbus လေယာဉ်နဲ့သွားပါမယ်လို့နေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကိုပြောပါရယ်ရုရှားနိုင်ငံမော်စကိုမြို့ရှင်ပြင်းဒီမှာမေလ9ရက်မှာကျင်းပမယ်1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ180ပြည့်အထိမ်းမှန်းစီးပြခန္ဓာမှာမြန်မာစစ်တပ်ပါဝင်ကြီးတက်မှဖြစ်ကြောင်းစစ်ကောင်စီကကြေညာခဲ့ပြီးအဲဒီစီးပြခန္ဓာကိုတက်ရောက်ဖို့ မြန်မာစစ်တပ်ကိုစားပြုစည်ပြဖွဲ့က EP 23ရက်နေ့နေ့လယ်ပိုင်းရုရှားနိုင်ငံကိုထွက်ခွာသွားကြောင်းအဆိုပါစည်ပြချီတက်အခမ်းအနားကိုစစ်ကောင်စီကိုစားပြုစည်ပြဖွဲ့ပုံမှုချုပ်မျိုးဆက်အောင်ကဦးဆောင်ကြောင်းသိရပါရယ်အကြံဖတ်စစ်ကောင်ဆောင်မြောင်လိုင်းက၎င်းရဲ့ဖိပါခီးစနေအတွက်ငားရန်တောင်းပြုနေတဲ့ Airbus လေယာဉ်မျိုးစား A319115 MSN 5193လေယာဉ် XYALK ကိုဖေဖော်ဝါရီလတွင်အပြီးပြတ်ဝယ်ယူခဲ့တယ်လို့သိရပါရယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့ဆွေးနွေးပွဲအစဉ်မပြေကြောင်း TNL ထုတ်ပြန်ပြီးရနောက်မွန်ဂုတ်ကိုစစ်ကောင်စီဘုံထက်ခြင်းရဲ့အကြောင်းတင်ဆက်ပေးပါမယ်။တောင်တက်မတော် TNL ထိန်ချုပ်ထားတဲ့မွန်ဂုတ်မျိုးကိုမေလ၂ရက်ညနေပိုင်းမှာစစ်ကောင်စီကဘုံနှလုံးကျင်းချတိုက်ခိုက်ခဲ့လို့တိကျပျက်စီးမှုတွေရှိခဲ့ပါတယ်။မွန်ဂုတ်မျိုးရှေ့ပိုင်းပဟင်းရွာနဲ့အနောက်ပိုင်းနာအုပ်အင်းကျေးရွာကိုမေလ၂ရက်ည7:48မိနစ်ကဘုံကျင်းချတယ်လို့မြို့ကန်တောင်ကပြောပါတယ်။ပဟင်းရွာကတောထဲပတ်ကြပြီးမြေအုပ်ကျင်းကကြတော့ကျက်ပြင်းစင်းနာတင်ရှိတာ အုပ်အင်းဓမယုံကိုကျဲတာဓမယုံပြည့်စည်သွားတယ်တခြားထိခိုက်မှုကမတိရသေးဘူးလေချောင်းရံကအနီးကပ်ကြုံခဲ့ရတယ်လို့မိုးကုံမြို့ကန်တောင်ကပြောပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့စစ်ကောင်စီနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာနှစ်ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းတောင်တက်မတော် TNL ကမေလနှစ်ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် UPSL ရဲ့ဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်များနဲ့စစ်ကောင်စီမှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်တဲ့ကိုယ်စားလှယ်တို့ကတရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့ AB 28ရက်နဲ့29ရက်မှာအပြစ် စ်ခတ်ရစဲဖို့ဆွေးနွေးခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီကိုယ်စားလှယ်တို့က TNL သိမ်းပိုက်ထားတဲ့နောင်ချိုကြောင်မဲတီပေါ်မိုးကုံနဲ့မိုးမိတ်စားတဲ့ဒေသများမှာစုခွာဖို့တောင်းဆိုခဲ့ကြောင်းပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းစံနဲ့မန်တုံမြို့နယ်အတွင်းထိကို TNL တပ်ဖွဲ့များအားလုံးပြန်လည်စုခွာဖို့စစ်ကောင်စီရဲ့တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်များကသဘောမတူနိုင်လို့နှစ်ဖက်အပြန်လည်ဆွေးနွေးမှုထပ်ဆင့်မတူနိုင်သေးပဲဖြစ်ခဲ့ကြောင်းထုတ်ပြန်ပါရယ်ဒါကြောင့်နှစ်ဖက်အပြစ်ခတ်ရစဲဖို့အတွက်လာမယ့်ဩဂုတ်လအတွင်းထပ်မံတွေ့ဆုံဖို့သဘောတူခဲ့တယ်လို့အတည်ပြုပါရယ် ။ဒါအပြင်လေကြောင်းမှပုံကျဲခြင်း၊လက်နက်ကြီးများပစ်ခတ်ခြင်း၊ဒရုန်းများနဲ့တိုက်ခိုက်ခြင်း၊ထိုးစစ်ဆင်ခြင်းစသဖြင့်ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံးရပ်တန့်ဖို့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်ဖို့ဒေသတွင်တည်ငြိမ်အေဂျင်စီနဲ့ကိုကန့်တပ်ဖွဲ့ MND ကဲ့သို့အဆင့်တွန်းအပစ်ခတ်ရေးစိရေးပြုလုပ်နိုင်ဖို့အတွက်တရုတ်နိုင်ငံထူးကိုယ်စားလှယ်မစ္စတာတင်ရှိချင်းကကမကထပြုအလေးထားကြိုးပမ်းပြီးနှစ်ဖက်တွဲဆောင်မှုတွေအလင်းအမြန်တိုးတက်လာစေဖို့ဆွေးနွေးကြကြကြောင်း TNL ကထုတ်ပြန်ပါတယ်။အဲ့လိုထုတ်ပြန်ပြီးနောက်ပိုင်းမိုးကုတ်မြို့မှာကင်းထောင်လီယင်များဝဲနေခဲ့ပြီးညာ 17:48မိနစ်မှာဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီနဲ့ဆွေးနွေးပြီးတော်လိုင်းကိုရှုံးချီနေချီလုံနေရင်တော့လူတို့အထင်နာမှာပဲမိုးကုတ်ကရှေးလျှောက်ပြီးလေကြောင်းအနေနဲ့များနေပြီလို့မြို့ကန်တုံးကပြောပါတယ်။စစ်ကောင်စီက EB30 ရက်ကလည်းမိုးကုတ်မြို့အနောက်ပိုင်းတစ်ဆိုင်ကုန်းနဲ့ကြောက်ပုတ်ကြီးရွာကြားကိုလေကြောင်းမှာပေါင်150ပုံနှလုံးကျဲချခဲ့ပါတယ်။ TNL နဲ့စစ်ကောင်စီကနောင်ချိုမြို့မှာတိုက်ပွဲပြင်းထန်နေတဲ့ TNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့ တိုင်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့လူတို့ကိုရည်ရွယ်ချက်ရှိရှိပုံကျဲနေကြောင်း TNL ကထုတ်ပြန်ထားပါတယ်။ဒေသခံပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုများရှောင်ရှားဖို့စည်ရည်တတိအမြဲရှိဖို့နဲ့လေကြောင်းရန်ကာကွယ်ဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ဖို့ TNL ကတတိပေးထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စည်ရေးနိုင်ငံအခြေအနေများ TNL သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့်အကြောင်းတင်ဆက်ပေးပါမယ်။လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစည်ရေးအခြေအနေများနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းမှုကိုမေလ၄ရက်မနက်စင်တိုင်းမှာအွန်လိုင်းမှာတစင်သတင်းစာရှင်းလင်းမ ်းမှာဖြစ်ကြောင်းပလောင်ပြည်နယ်လူမျိုးရေးတပ်ဦးတောင်းတက်မတော် PSLF TNL ကအသိပေးထုတ်ပြန်ပါတယ်။ဒါအပြင် AP တလာတာလှုံ့ဆော်မှုအခြေအနေတွေကိုပါရှင်းလင်းသွားမှာဖြစ်ပြီး PSLF TNL တွဲဘက်အထွေထွေအတွင်ရေးမှုဗိုလ်ချုပ်ကြီးတာပန်လာအဖွဲ့သတင်းပြန်ကြားရေးတာဝန်ခံလွေးရည်ဦးတို့ကရှင်းလင်းဖြေကြားမယ်လို့ဆိုပါတယ်။မီဒီယာနဲ့အဖွဲ့အစည်းအသီးသီးတက်ရောက်နိုင်ကြောင်းဖိတ်ခေါ်ထားပြီးသတင်းစာရှင်းလင်းပွဲမှာတက်ရောက်မယ်မီဒီယာများအနေနဲ့ spoke person office ရဲ့ signal နဲ့ telegram ကိုအမည်စင်းနဲ့မေးမြန်းလိုတဲ့မိကွန်များကိုမေးလ လ3ရက်ညနေ6:00နာရီမတိုင်ခင်နောက်ဆုံးထားပြပို့ဖို့မြစ်တာရခန့်ထားပါရယ် PSLF DNL ကစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့တဖက်မှာလည်းတရုတ်နိုင်ငံရဲ့ဂျောင်းဝင်စီစဉ်မှုနဲ့စစ်ကောင်စီနဲ့အပြစ်ခတ်ရေးဆွေးနွေးမဲ့တပ်ဖွဲ့ဖြစ်ပါရယ် AP 28ရက်နဲ့29ရက်ကတရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့တရုတ်နိုင်ငံကုမင်းမျိုးမှစစ်ကောင်စီနဲ့ TNL တို့တွဲဆုံဆွေးနွေးခဲ့ရာ TNL သိမ်းပိုက်ထားတဲ့မြို့နယ်၅ခုတပ်မင်းင်းမှပြန်လည်စုခွာပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပြီးဆွေးနွေးပွဲရှိမတူနိုင်ခဲ့ကြောင်း TNL ကမနေ့တုန်းကထုတ်ပြန်ထားပါတယ်။နောင်ချိုကြောင်မဲတီဘောမိုးကုံနဲ့မိုးမိတ်ဒေသတွေမှာ TNL တပ်ဖွဲ့ဝင်များနန်းစံနဲ့မန်တုံကိုစုခွာဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။အဲဒီလိုထုတ်ပြန်ပြီးတဲ့နောက်နိုင်ပိုင်းကြမှာမိုးကုံမျိုးကိုကင်းထောက်လင်းရင်များဝဲနေခဲ့ပြီး9:49မိနစ်မှာ ှာဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တောင်တက်မတော် TNL ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့ကိုမေလ၂ရက်ညနေပိုင်းမှာစစ်ကောင်စီကပုံနှလုံးတဲချတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။မိုးကုတ်မြို့အရှိပိုင်းပဟင်းရွာနဲ့အနောက်ပိုင်းနှာအုပ်အင်ကြီးရွာကိုမေလ၂ရက်ည7:48မိနစ်မှာပုံကျဲ ချတယ်လို့မြို့ကန်တအုပ်ကပြောပါရတယ် DNL နဲ့စစ်ကောင်စီတို့ကြားအဲ့လိုအပြစ်ခံရစေးဆွေးနွေးနေတော့လေစစ်ကောင်စီကဆွေးနွေးပွဲကျင်းပတဲ့နေရာမှာပဲတောင်ချုံမြို့နဲ့တောင်ခမ်းကျေးရွာတိုက်ပွဲမှာလေကြောင်းတိုက်ခိုက်ခဲ့ပါရတယ်အဲ့ဒီနေ့မှာပဲစစ်ကောင်စီဘက်ကအစိမ့်ငွေ၃ဖုံး၁၁လုံးနဲ့လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်းဆွေးနွေးခဲ့ပြီး AB 30ရဲ့နဲ့မီလန်ဆန်မှာမိုးကုတ်နောင်ချုံမြို့နယ်ရီကိုစစ်ကောင်စီကလေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေပါရတယ်စစ်ကောင်စီဘက်က AB လကုံထီအပြစ်ရဲ့ကြီးညာထားသည့်တိုင်း DNL နဲ့မြေပါဝင်နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေစ စ်ကောင်စီကဇက်တိုက်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ် TNL ပါဝင်တဲ့ညီနာမဟာမိတ်တုံးဖွဲ့ကလည်း AB တလလုံးအပြည့်ရစဲကြောင့်ကြီးညာတယ်လို့အခုမေလတလလုံးကိုလည်းတစ်ဖက်သက်အပြည့်ရစဲကြောင့်ထပ်မံကြီးညာထားပါတယ် နောက်ထပ်တပုံအနေနဲ့ငလင်ကြောင်လူနေထိုင်ရန်မသင့်တော်ပဲအကွဲနေတဲ့အင်ယာရီမှာစစ်ကောင်စီကပြန်လည်နေထိုင်ခိုင်းလို့ဝန်ထမ်းများထိတ်လန့်နေတဲ့ကြောင်တင်ဆက်ပေးပါမယ်စစ်ကောင်စီရုံဆိုင်ရာနေပြည်တော်ကောင်စီနယ်မြေမှာဝန်ထမ်းအင်ယာ၄000ကျော်ရှိတဲ့နဲ့အင်ယာပြင်းငလင်ကြောင်ထပ်ဝကပ်ပြန်စီသွားပြီးကြံအစာအုပ်တွေမှာလည်းလူနေထိုင်ဖို့အနေရှိတဲ့အခြေအနေရှိကြောင်သိရပါတယ်အဆိုပါအစာအုပ်တွေမှာရပ်ဖက်ဝန်ထမ်းတွေကိုပြန်လည်နေထိုင်ခိုင်းနေပြီးဆိုးဆိုးရွာရွာပြက်စီးသွားတဲ့အစာအုပ်တွေမှာမူလနေထိုင်ခဲ့တဲ့သူတွေကိုတော့တင့်တော်တဲ့နေရာထိုင်ခင်းများစီစဉ်ပေးထားမှုမရှိကြောင်သိရပါတယ်စေယုံ းကျုပ်ထင်းမှာလည်းအပြည့်အစည်တော်တော်များတဲ့လိုင်းကန်းအဆောက်အအုံတွေမြည်ကြီးတဲ့ရောက်ကုန်နဲ့အကုန်နီးပါအဝတ်တထည်ကိုတခုပဲကြံခဲ့တာဝန်တန်းအင်ယာတွေတော်တော်များများကအောက်ခြေရင်းစောင်းပြီးတော့မြည်ကြီးတဲ့နေဝင်ကုန်တော့မိုးရွာတော့မြည်နူးပြီးပြူကြမယ်အန်ဒီရဲ့ကိုစိုးရိမ်နေတာလို့နေပြီးတော့ရုံးဝန်တန်းတို့ကသတင်းဌာနကိုပြောပါရင်မလင်ကြောင့်ပျက်စီးခဲ့တဲ့ဝန်ကြီးဌာနရုံးတွေကိုလည်းယာယီရုံးများဖွင့်လှစ်ပြီးရုံးလုပ်ငန်းများလည်းပတ်နိုင်ဖို့စစ်ကောင်စီကစူးစမ်းလျက်ရှိကြောင်းသိရပါရယ်ငလင်တန်းကြောင့်ယာယီကေစိန်စကန်135ခုဖွင့်လှစ်ထားပြီးအဆိုပါနေရာတွေမှာပြ ောင်းရွှေ့နေထိုင်သူ48656ဦးမိမိအစီအစဉ်နဲ့ပြောင်းရွှေ့နေထိုင်သူ35239ဦးနဲ့ငလင်တန်တဲ့နေအိမ်များမှာဆက်လက်နေထိုင်နေသူ ၄သိန်း၂၁၃၁တဦးရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။နေပြည်တော်ရှိဝန်ထမ်းအင်အားများမှဝန်ထမ်းများကိုစစ်ကောင်စီကအပြာရောင်စစ်သတ်မှတ်ထားတဲ့အဆောင်များမှပြန်လည်နေထိုင်ခင်းပြီးနောက်ဆက်တွဲငလင်ငယ်များကြောင့်နေထိုင်သူများစိုးရိမ်ပူပန်နေရကြောင်းဝန်ထမ်းအတိုင်းဝိုင်းမှသိရပါတယ်။စစ်ကောင်စီကနေပြည်တော်မှာစစ်ဘက်ရေးရနဲ့ဌာနဆိုင်ရာအဆောင်များသုံးမရတော့အောင်ပြင်ဆင်ခဲ့တော့လေဝန်ထမ်းများကိုရုံးမတက်မနေရတက်ရမယ်လို့ညွှန်ကြားထားပြီးအချို့ရုံးဝန်ထမ်းတွေကိုအလှည့်ကျရုံးတက်ရတဲ့စနစ်စီမံထားကြောင်းဝန်ထမ်းများစီမံတင်ရပါတယ်။ ်နေပြည်တော်မှာပြူကျပျက်စီးနေတဲ့အဆောင်တွေကိုဒီကနေ့ထိတိုင်းအပိသက်ဖယ်ရှားနိုင်ခြင်းမရှိသေးပဲအဆောင်များမှာပြီးပြီးတည်ဆုံသူတွေကိုလည်းထောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်ပြည်ခဲ့တဲ့မေလတရနေ့ထိကောက်ယူရရှိထားတဲ့စစ်ရဲနေရငလင်တန်းကြောင့်တိဆုံးသူ3835ဦးရှိပြီးဒဏ်ရာရရှိသူ9105ဦးနဲ့ပျောက်ဆုံးသူ105ဦးရှိတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။